မြန်မာနိုင်ငံမှာအစိုးရအဆက်ဆက်နှစ်စဉ်ငွေကြေးဖောင်းပွားမှုမြင့်တက်ခဲ့ပါတယ်။ပြီးခဲ့တဲ့2016ခုနှစ်ကဆိုရင်လည်းမြန်မာနိုင်ငံရဲ့ငွေကြေးဖောင်းပွားမှုဟာ12ရာခိုင်နှုန်းထက်ကိုရောက်သွားတဲ့အထိမြင့်တက်ခဲ့ပါတယ်။ဒီပြဿနာဟာအစိုးရတရက်အတွက်တော့ကြီးမားတဲ့စိန်ခေါ်မှုပါပဲ။တိုင်းပြည်တစ်ပြည်အတွက်လည်းအန္တရာယ်ရှိတဲ့အနေအထားမျိုးကိုရောက်နေပါတယ်။ဒီပြဿနာကိုအစိုးရကတကယ်ပဲဖြေရှင်းနိုင်မှာမလား။ဒီတစ်ပတ် DPP စီးပွားရေးဒပိတ်အစည်းအဝေးမှာဆွေးနွေးသွားမှာဖြစ်ပါတယ်။ကျွန်မရမေးမြန်အေးပါ။ ရှင်ဒီပီစီးပွားရေးတပိတ်စီစဉ်ကကြိုဆိုပါရစေဒီနေ့ဆွေးနွေးသွားမယ့်အကြောင်းအရာကတော့ငွေကြေးဖောင်းပွားမှုတန်းကိုပြည်သူတွေဘယ်လောက်ထိခံစားနေရပြီလဲဆိုတဲ့ကောင်းစင်ပဲဖြစ်ပါတယ်ဒီအစီအစဉ်မှာဥဆောင်ဆွေးနွေးသွားမယ့်ပုဂ္ဂိုလ်သုံးဦးနဲ့မိတ်ဆက်ပေးကြပါတယ်ပထမတဦးကတော့ဆရာဦးစိုးသိမ့်ဖြစ်ပါတယ်စီမံကိန်းနဲ့ဗန္ဓာရေးဝန်ကြီးဌာနရဲ့ဒုတိယညွှန်ကြားရေးမှူးချုပ်ငိမ့်စားဖြစ်ပါတယ်ဒုတိယတဦးကတော့ဗန်လုံငန်းပညာရှင်ဆရာဦးစံသိမ့်ဖြစ်ပါတယ်တတိယတဦးကတော့ ဒေါက်တာဆိုထောမှာမြန်မာနိုင်ငံမော်တော်ယာဉ်ထုတ်လုပ်ရေးနဲ့ပြန်ပြူရောင်းချသူများအသင်းရဲ့ဥက္ကဋ္ဌဖြစ်ပါတယ်။စီစဉ်ကိုစကြရအောင်ပါ။ငွေကြေးဖောင်းပွမ်းမှုမြင့်တက်နေတဲ့မြန်မာနိုင်ငံ2016ခုနှစ်မှာ12.2ရာခိုင်နှုန်းထိတက်သွားတယ်ဆရာ။ Debit တစ်ချက်ကနန်းနှလုံးဖြစ်နေတယ်။ဆရာစိုးရင်ရေအမှတ်ကိုရောက်နေပြီလား။ဆက်ပြီးတော့ဒီငွေကြေးဖောင်းပွမ်းမှုကိုနည်းနည်းကြာသွားအောင် ထိမ့်သိမ့်မထားနိုင်ဘူးဆိုရင်တော့ဆက်ပြီးတက်သွားမယ်ဆိုရင်တော့စိုးရင်ရေမှတ်ကိုရောက်သွားနိုင်ပါတယ်။ဟိုသီအိုရီရကြည့်လို့ရှိရင်နှစ်ပိုင်းရှိတယ်ပေါ့။ဟုတ်ကဲ့ဆရာ။ဟုတ်လား။ demand pool ဆိုတာကလူတွေကအလုပ်အကန့်ခွင်လန်းတွေများလာတယ်။စီးပွားရေးတိုးတက်စတိုင်းပြည်တွေမှာဖြစ်လေရှိတဲ့တဘာဝလူတွေကဝင်ဝေးပို့လာတဲ့အခါကျတော့ပစ္စည်းတွေတင်းလိုက်ဝယ်တယ်။ဝယ်တဲ့အခါကျတော့ဈေးတက်လာတယ်။ဒုတိယဥစ္စာတော့ cost push ဆိုတဲ့ဥစ္စာကကျတော့ထုတ်လုပ်တဲ့ပစ္စည်းတွေကဈေးတက်တဲ့အခါမှာ ဒီပစ္စည်းတွေတန်ဖိုးကတက်သွားတယ်ဒါကထုတ်လုပ်မှုပစ္စည်းတွေဈေးနှုန်းတက်လာတဲ့အတွက်ကြောင့်မလို့ဖြစ်တဲ့ဒီ inflation လို့ပြောတယ်ဒါက basically ဒီနှစ်ခုရှိတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာကဘာဖြစ်လာလဲဆိုတော့ခုန exchange rate ကလည်းနည်းနည်း influence ဖြစ်လာတယ် exchange rate ကစဖြစ်တာတော့မဟုတ်ဘူး inflation ဖြစ်တဲ့အတွက်ကြောင့် exchange rate ကိုလာတက်ရောက်တယ်လာတက်ရောက်တဲ့ exchange rate ကြောင့်ထပ်ပြီးတော့ inflation ကိုပြန်ပြီးတော့ stimulate လုပ်တယ်ပို့ပြီးတော့အားပေးတယ်အဲ့လိုဖြစ်တယ်ဟုတ်ကဲ့ပါဆရာကျေးဇူးပါကျွန်မဆရာဦးစံသိန်းကိုမေးချင်ပါတယ်ရှင့် အော်နိုင်ငံတကာမှာငွေကြေးဖောင်းပွမှုလို့ပြောရင်နိုင်ငံတကာမှာဗဟိုဘဏ်ရဲ့အခန်းကဏ္ဍပေါ့နော်ဗဟိုဘဏ်ကနေပြီးတော့ဒေါ်လာဈေးတက်လာတဲ့အချိန်ကမှဗဟိုဘဏ်ကနေပြီးတော့ဒေါ်လာတွေထုတ်ပြီးတော့ရောင်းပေးလိုက်တယ်ဒေါ်လာဈေးကျသွားတဲ့အချိန်ကမှဘိုဘန်ကနေဝယ်ထားလိုက်တယ်အဲ့လိုနီးနေကစားနေတာတွေရှိတယ်လို့ဆိုတယ်ဆရာအနေနဲ့ဒီဘိုဘန်ဝင်ပြီးတော့ထိန်းကျောင်းတဲ့စနစ်ကိုလက်ခံလာမြန်မာနိုင်ငံမှာကောဘိုဘန်ကဝင်ပြီးထိန်းကျောင်းနိုင်တဲ့အတိုင်းဒါဘလောက်ရှိလဲဆရာဒေါ်လာဈေးတက်တယ်ကျတယ်အဲ့ဒီတက်တာကျတာကိုကျွန်တော်တို့ဝင်ပြီးတော့ဈေးထိန်းပေးတာပေါ့လေ ဘိုးဘန်းအနည်းနဲ့ဈေးထိန်းတယ်။ဒါပေမဲ့ကို့မှာထိန်းနိုင်တဲ့အင်အားရှိလားမရှိလားဆိုတာအရင်ဆုံးစမ်းသိရမယ်။ကို့မှာကအရန်ငွေကြီးပေါ့။ဟုတ်ကဲ့ဆရာ။ကျွန်တော်ရဲ့အရန်ငွေကြီးထိန်းနိုင်တဲ့ငွေကြီးကအင်အားနည်းပါတယ်။အရန်ငွေကြီးကိုကျွန်တော်တိုင်းတာတဲ့အခါကျတော့ input နဲ့တိုင်းတာပါ။ဒီဒေါ်လာကြီးကိုကျွန်တော်ကသွားပြီးတော့ထိန်းချောင်းဖို့ဆိုရင် inventory မှာပဲခဲရင်တယ်။ဒီနည်းကိုမသုံးမဲနဲ့ definition တွေသုံးလို့ရပါတယ်။အခုဆိုရင် exchange rate ကမြန်မာငွေဈေးကျတယ်ဆိုဒီလိုမြန်မာငွေဈေးကျတိုင်းကျွန်တော်ကမကောင်းဘူးလို့ပြောလို့မရဘူး။နော်မြန်မာငွေဈေးကျတယ်ဆိုရင် ျွန်တော်တို့ကကျွန်တော်ရဲ့ပို့ကုန်တွေအတွက်နော်ဝင်ငွေပို့ရအောင်မင်းလုံးပေးတဲ့အနေထားပါရှိတယ်တရားစီကြတာကိုကျွန်တော်ကပို့ကုန်လုပ်ငန်းရှင်တွေကအခွင့်ကောင်းယူစေချင်ပါတယ်ပို့ကုန်ကိုတင်ပို့ပေးတဲ့ကုသရောင်းဝင်ဝင်ကြီးဌာနပေါ့လေအားပေးစေချင်ပါတယ်အရေးကြီးတာပါလေဘိုးဘန်အနေနဲ့နော်ဒေါ်လာစီးကိုဆွဲချတာတို့ဆွဲတင်တာတို့တဲ့တင်ငင်ဖို့အရေးကြီးပါတယ်နောက်တစ်ခုကပါလဲဆိုရင် exchange rate ကကျွန်တော်ငွေကြေးဖောင်းဖောင်းမှုနဲ့ဆက်နွယ်နေပါတယ်ငွေကြေးဖောင်းဖောင်းမှုများလေ ကျွန်တော်တို့ရဲ့ငွေတန်ဖိုးကအားနည်းလေဟုတ်ကဲ့ဆရာဘ ਹੁ ဘန်ရဲ့ intervention ပေါ့ဘ ਹੁ ဘန်ကြားဝင် ပြီးတော့ဖြည့်ချင်းတဲ့ကိစ္စမှာဟိုဆရာပြောသွားတာကဘ ਹੁ ဘန်မှာဝင်ပြီးတော့ထိန်းနိုင်တဲ့ capacity တိတ်မရှိဘူးလို့ပြောတယ်ဒါပေမဲ့ဆရာပြီးခဲ့တဲ့ နိုဝင်ဘာလအကုန်မှာဒေါ်လာစီ1480ထိရောက်သွားတယ်။အဲဒီအချိန်မှာပဟိုဘဏ်ကနေထုတ်ပြန်ချက်တခုထုတ်ပြန်လိုက်တယ်။နိုင်ငံခြားငွေဘန်စင်ဖွင့်လက်ထားတာတွေနဲ့ပတ်သက်ပြီးတော့ဥပဒေအတိုင်းလုတ်သွားမယ်ဟိုအရေးယူဆောင်ရွက်သွားမယ်ဆိုတဲ့ဟာထုတ်ပြန်လိုက်တဲ့အချိန်မှာဒေါ်လာစီပြန်ကျသွားတယ်။ဘကူ1380လောက်ဖြစ်သွား100လောက်ခွာသွားတယ်ဆရာ။ဒါကောပဟိုဘဏ်ခြားဝင်ဖြည့်ရှင်နေမဟုတ်ဘူး။အာဒါလည်းဟိုမှတ်ပါတယ်။ဟိုခြားဝင်ဖြည့်ရှင်နေတခုပါ။အော်ကျွန်တော်တို့ကဘာဖြစ်လို့ဆိုရင်ကျွန်တော်တို့ပို့ကုန်နေပို့တယ်။ငွေရဇာတွေရှိတယ်။သို့တော့တိုင်းပြည်တော့ဝင်မလာအောင် ိုးတော့ဆိုကျွန်တော်တို့ကဒီ sanction တွေရှိတယ်ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေသူတို့ငွေတွေပြင်ပပန်းတွေမှာဆင်းထားပါတယ်အဲ့ဒီကနေပြီးတော့အပေးယူလုပ်ပါတယ်ဆိုတော့အခုကျွန်တော်တို့ဖြစ်စေချင်တာကဘာလဲဆိုရင် sanction တွေမရှိတော့ပါဘူးဟုတ်ကဲ့เนาะ sanction မရှိတဲ့တကြောင်ဒီငွေတွေကိုပြည်ထဲမှာပဲပြည်ထဲကိုပြန်ပြည်ထဲကိုယူရဲဆိုတာကျွန်တော်ကအဆိုင်ခဲကြီးကိုယူလာတာကိုပြောတာမဟုတ်ပါဘူးဒီပြည်ထဲမှာရှိတဲ့ဘဏ်တွေရှိတယ်ဟုတ်ကဲ့အဲ့ဒီဘဏ်တွေရဲ့နိုင်ငံခြားငွေ accounts ပေါ့ အဲနိုင်ငံမှာရှိတဲ့စင်းထဲမှာထည့်ပို့ပါအဲ့ဒါဆိုကျွန်တော်ကပိုအားရှိလာတဲ့ကိုယ့်ရဲ့ reserve တွေပိုတက်လာဟုတ်ကဲ့ဆရာကျေးဇူးပါကျွန်မဒေါက်တာစိုးထုံးကိုမေးချင်ပါတယ်ဒေါ်လာဈေးတွေမြင့်တက်လာတဲ့ဗမာငွေတန်ဖိုးကကျတယ်ပေါ့ဒေါ်လာဈေးကတက်လာအဲ့ဒီအချိန်မှာပို့ကုန်ကိုတိုးပြီးတော့တင်ပို့နိုင်လို့ရှိရင်အကျိုးမြတ်ရှိတယ်လို့ပြောတယ်ဒါပေမဲ့လက်ရှိမြန်မာနိုင်ငံရဲ့အနေအထားကပို့ကုန်ကိုတင်ပြီးတော့မပို့နိုင်ဘူးအသွင်းကုန်တွေပဲများတယ်ပြောကြတာကအပို့ကုန်သမားတွေကတော့တွက်ချေကြိုက်တယ်အသွင်းကုန်သမားတွေထိတယ်ကွာလို့ပြောတယ်အသွင်းကုန်သမားတွေတကယ်ထိတာလားဒါမှမဟုတ်လို့ရှိရင်စားသုံးသူကိုထိတာလားပြည်သူလူထုကိုထိတာလား ဆရာနည်းနည်းပြပေးပါအဲတကယ်တမ်းပြောရင်တော့လေနောက်ဆုံးကတော့ဒီစားသုံးသူပဲအဓိကပေါ့ဒါဆိုကျွန်တော်တို့ကတော့ဒီလိုကန်းရှင်ရဲ့သဘောမှာတော့ဟိုဈေးနှုန်းတက်ရင်ကျွန်တော်တို့ကတက်ပြီးတော့မှပဲကျွန်တော်ရောင်းရတာဒေါ်လာဈေးကြောက်တက်တဲ့ဂျန်တဲ့ transition cost ပဲတက်တဲ့တေဘုဆောင်ကပဲတက်တဲ့နောက်ဆုံးကတော့ကျွန်တော်တို့မြင်လာတော့ဒီစားသုံးတဲ့သူတွေပဲထိတာနောက်ခုနကဟာလေးပေါ့ဟိုဆရာဆွေးနွေးဟာလေးကိုဖြည့်ပြီးတော့ဆွေးနွေးရမယ်ဆိုရင်တော့ဆရာပြောသလိုပဲတကယ်တမ်းကျတော့ဒီဒေါ်လာဈေးကြောက်ရင် exporter အတွက် ွင့်လန်းလို့ဆိုပေမဲ့ကျွန်တော်တို့ဆီကပြဿနာကတော့ဘဏ်နဲ့ငွေကြေးတဲ့အာစီမံခွင့်မှုနဲ့ပတ်သက်ရင်တော့လိုအပ်ချက်တွေကျွန်တော်တို့ရှိနေတယ်ဘယ်လိုလိုအပ်ချက်မျိုးလဲဆရာကျွန်တော်တို့အခုပြောနေတာကအမေရိကန်ဆန်ရှင်လွတ်တယ်ကျွန်တော်တို့ကအဲဒီကဘာပြောလဲပြခဲ့လဲဆိုရင်ကျွန်တော်တို့ကတကယ်ကြောင့်အမေရိကန်ဆန်ရှင်ကိုကျွန်တော်တို့မကြောက်ဘူးတကယ်ကျွန်တော်တို့ဆန်ရှင်လွတ်ထားတာကျွန်တော်တို့အစိုးရကျွန်တော်ကအစိုးရတည်းတက်လာလို့ဆန်ရှင်လွတ်မလားဆိုမလွတ်သေးဘူးကောနော်တကယ်တမ်းအစိုးရကကျွန်တော်တို့ဘာနဲ့တူလဲဆိုရင်ကလေးနှစ်ယောက်ရံပြင်ကိုသားသမီးကိုချုပ်ထားတယ်လို့ပေါ့ ကျွန်တော်တို့ကအထိုးခံနေရတာဗောနော်ဒီပြဿနာကိုရင်းငံစဉ်းစားရင်တော့ဘိုးဘန်တစ်ခုလည်းတော့မဟုတ်ဘူးဒါပေမဲ့အစိုးရဒီ policy တွေတော့ရေးကြည့်တယ်ဒါဝင်ရှိတယ်ဟုတ်ကဲ့ဆရာဆရာလက်ခံလားဆရာကျွန်တော်လက်မခံ exchange rate ရဲ့သဘောတရားကကျွန်တော်တို့မြန်မာနိုင်ငံမှာနိုင်ငံအတိုင်းအတာနဲ့ကိုလွှဲနေတဲ့ perception တစ်ခုရှိတယ်တကယ်တမ်းကျတော့ exchange rate ဆိုတဲ့ဥစ္စာကဘယ်လိုမှ control လုပ်လို့မရဘူးဒါ market forces နဲ့သွားရတာ market ရဲ့ demand နဲ့ supply ရတရားမဝင်ငွေကြေးစီးဆင်းမှုတွေရှိနေတဲ့ခါကြတော့ဆရာအဲ့ဒီတရားမဝင်ငွေကြေးစီးဆင်းမှုရှိတယ်ဆိုတာကတက္ကနဒါကတရားမဝင်ငွေကြေးစီးဆင်းမှုရှိတယ်ဆိုတာတရားဝင်ငွေကြေးစီးဆင်းမှုတွေကမချောမွေ့လို့တရားမဝင်ငွေကြေးစီးဆင်းမှုတွေဖြစ်တာဒီပြဿနာကိုသုံးသပ်တဲ့နေရာမှာခုနမှန်မှန်ကန်ကန်သုံးသပ်နိုင်ဖို့ကောက်ချက်ကိုတွေ့ရကောက်ချက်ခုလေကောက်ဆွဲလို့မရဘူးဆိုတော့ဒေါ်လာ1400ကျော်ကနေပြီးတော့ခင်ဗျားခုနပြောတဲ့ဟာလား central bank ကနေပြီးတော့အမိတ်တွေထုတ်လိုက်လို့တရားကျသွားတယ်ဆိုတဲ့ဥစ္စာဒီကောက်ချက်ကိုကျွန်တော်လက်မခံဘူး ဘာကြောင့်လဲဆိုတော့ central bank ကအဲ့ဒီ order တွေထွက်လိုက်လို့လည်းငွေတွေဘလောက်မှစီးမဝင်လာဘူး။ကဲခင်ဗျားကိုကျွန်တော်ပထမဆုံးအဓိကဆရာငွေကြီးဟိုဘီရွန်းနဲ့မှကစားနေတဲ့သူတွေကျွန်တော်ကျွန်တော်ကျွန်တော်မေးမယ်မေးခွန်းကိုကျွန်တော်ခင်ဗျားပထမဆုံးဖြေခင်ဗျားကိုကျွန်တော်မေးခွန်းပြန်ပေးမယ်။ဒေါ်လာဈေးဟာကျွန်တော်တို့မြန်မာနိုင်ငံရဲ့ trade deficit များတယ် inflation ရှိတယ်ဒါကြောင့်မို့လို့ဒေါ်လာဈေးကတဖြည်းဖြည်းနဲ့ depreciation အစိုးရ30မြင့်တက်တာလည်းရှိသေးတယ်လေအစိုးရ30မြင့်တက်တာဒါနောက်ကျွန်တော်ခွဲပြမယ် inflation နဲ့30မြင့်တက်တာ ਨੇ မတူဘူး technically totally ခွာတယ်ဒါကိုကျွန်တော်ဝီရှင်းပြမယ်ဒါပေမဲ့ဒီနေရာမှာရှုပ်သွားမယ် အဓိကကပါလဲ trade deficit ကတစ်နှစ်မဟုတ်ဘူး၃နှစ်၄နှစ်ဖြစ်လာတယ်ကျွန်တော်တို့ exchange rate unification လုပ်ခဲ့တာ2013ခုနှစ်မှာလုပ်ခဲ့တာအဲ့ဒီအချိန်တုန်းက trade deficit ဆိုတာကုန်သွယ်မှုပုံငွေပြတယ်အဲ့တော့ကျွန်တော်တို့ရဲ့အရန်ငွေကြေးပမာဏကမြင့်တက်လာတယ်အရန်ငွေကြေးပမာဏကိုတိုင်းတာရင်ဘာနဲ့တိုင်းတာလဲ import ဘယ်နှလားလုံးလို့ရတယ်လဲဆိုတာနဲ့တိုင်းတာတယ် အဲ့တော့အဲ့ဒီအချိန်ကဆိုရင် import 12လလောက်အထိလုပ်လို့ရတဲ့အနေအထားတရှိတယ်ဟုတ်ကဲ့ import နဲ့ export မှာ import ကများနေတဲ့အတွက်ကြောင့်မို့လို့ export ကနားတဲ့နည်းတဲ့အတွက်ကြောင့် trade က minus ဖြစ်ဖြစ်လာတာပေါ့ minus ဖြစ်လာတဲ့တပြိုင်နဲ့ဒီတိုင်းပြည်ထဲမှာရှိတဲ့ပတ်စံက reserve ကတဖြည်းဖြည်းတဖြည်းဖြည်းပါသွားတာပေါ့လျော့သွားတာပေါ့အဲ့ဒါကြောင့်မို့လို့လျော့နေသွားတာဟုတ်ကဲ့နောက်ဒုတိယချက် inflation ဘာကြောင့်ဖြစ်လဲဆိုတော့ budget နဲ့ဆိုင်တယ်ဒါပေမဲ့ဒါကိုကျွန်တော်တို့နောက် budget က deficit ပြင်နေဖြစ်ဖြစ်တိုင်း inflation မဖြစ်ဘူး เนาะကျွန်တော်တို့က budget နဲ့ deficit ဖြစ်နေတယ် inflation နဲ့ဖြစ်တယ်ဒီနှစ်ချက်ကြောင့်မို့လို့ကျွန်တော်တို့ရဲ့ currency က depreciate ဖြစ်သွားတယ်အခုကျနေတဲ့1350နောက်လဲထပ်ကျအောင်ပါပဲဈေးထပ်ကျအောင်ပါဈေးထပ်ကျအောင်ကျွန်တော်တို့ currency ကတန်ဖိုးထပ်ကျအောင်ပဲဩထပ်ကျအောင်ဘာကြောင့်လဲဆိုတော့ခင်ဗျား trade ကိုမပြောင်းနိုင်လို့ရှင်ဒီ fundamental ကိုမပြောင်းနိုင်ဒီ currency ကိုဘယ်သူမှဆွဲထားလို့မရဒါ one point เนาะဒုတိယ point exchange rate unification လုပ်တဲ့အချိန်မှာဒေါ်လာ150ဆိုသတ်မှတ်လိုက်တယ်အဲ့ဒီအချိန်မှာ exchange rate ကဘယ်လောက်ဖြစ်သွားလဲ980 90အထိကျသွားတယ် ကျွန်တော်တို့ currency ကပုံမာလာတယ်။အဲ့တော့ export လုပ်တဲ့လူတွေကဘာပြောလဲကျွန်တော်တို့မကြိုက်တော့ပါဘူးဒီလုံဆိုင်နဲ့ဆိုလို့ရှိရင်ဆိုပြီးပြောတယ်။နော်အဲ့ဒီချိန်တော့အာ1000ဆိုရင်ပဲကြိုက်တော့မလို့လို့1100ဆိုရင်ပဲကြိုက်တော့မလို့လို့ပြောတယ်။ဘယ်သူဆွဲတင်နိုင်လဲ။ဘယ်သူမှဆွဲမတင်နိုင်ဘူး။ကြာနေတာပဲအဲ့ဒါတစ်နှစ်လောက်ဟုတ်ကဲ့အဲ့ဒီနောက်ပိုင်းမှာ trade position တွေဒီဆရာအဲ့ဒါက policy ရဲ့နောက်ပိုင်းမှာပြောင်းလိုက်တယ်ဥပမာကားတင်ပို့မှုတွေပေးလိုက်တယ်အဲ့ဒီအချိန်မှာဒေါ်လာဈေးတွေထပ်ပြီးတော့တက်လာတယ်ဆိုတော့အဲ့ဒါကြောင့်မလို့ပြောချင်တာကဆရာအစိုးရရဲ့မူဝါဒအပိုင်းပေါ့အစိုးရရဲ့မူဝါဒအပိုင်းဒီနေရာမှာဘယ်လောက်ထိအရေးပါလဲဆရာဟိုဆရာဥစ္စာသိမ်းမဖြစ်ဖြစ်ဖြစ်ပေးပါလား အစုအမွေဝါဒကတော့အရေးပါပါတယ်။ဟုတ်ကဲ့။ဒါပေမဲ့ကျွန်တော်တို့ဒီနေရာမှာကျွန်တော်တင်ပြကြင်တာကတော့ပါလဲဆိုရင်ကျွန်တော်တို့ငွေတန်ဖိုးကကျတယ်လဲဆိုရင်ကျွန်တော် inflation ကြောင့်ဖြစ်တာ။နော် inflation တက်လေကျွန်တော်ရဲ့ကုန်သွယ်ဘက်နဲ့နိုင်ငံနဲ့ဒီငွေကြေးဟာကျွန်တော်တို့ငွေကြေးကအများနာမဲ့ကျွန်တော်တို့ကဟို depreciate ဖြစ်လေဖြစ်သွားတယ်။အဲ့တော့ကျွန်တော် inflation ကိုဘာကြောင့်နော်ထင်းရထင်းရမလဲလိုအပ်တယ်။နော်စူးစမ်းပြီးတော့ချော့ချာမယ်။အဲ့လိုချော့ချာတယ်မှာဥဆိုးတိမျိုးတွေလည်း budget ကျွန်တော် budget deficit အများတန်းဖြစ်နေတယ်။အဲ့ဖြစ်တဲ့ဥစ္စာကိုကျွန်တော်ကထိန်းရမယ်။အခုထိန်းတဲ့ policy ချမှတ်ထားပါတယ်။ budget deficit က GDP ရဲ့900ခန့်လုံးအောက်ထားရမယ်ဆိုတာဒါတစ်ချက်။အဲ့တော့ budget ကလုံငွေကိုထိန်းပြီးတော့အဲ့လုံငွေကိုဖြည့်ဆည်းတဲ့နေရာမှာအရေးကြီးပါတယ်။ဖြည့်ဆည်းတဲ့ခါကျတော့ကျွန်တော်တို့ကဘိုးဘန်းငွေချေးပြီးတော့ဆိုလိုချင်တာဘိုးဘန်းကို treasury bill တွေရောင်းတယ်ဘိုးဘန်းငွေချေးတယ်ငွေဆက်ကိုရိုက်တာပေါ့လေ။အဲ့လိုနင်းနဲ့ဖြည့်ရှင်းတယ်။အဲ့လိုများများလို့လေ inflation ဖြစ်နေတယ်။ ဒါကိုကျွန်တော်က short မယ်လို့အစိုးရကနေ policy ချမှတ်ထားတယ်။အဲ့တော့ဘိုးဘန်းငွေဆက်ကူမရိုက်ထုတ်ဘဲနဲ့ကျွန်တော်ကအခုစူးစမ်းနေပါတယ်။ဘိုးဘန်းကလည်း open market operation ပေါ့။ဒီစာချုပ်စာတမ်းတွေပြင်ပမှာရောင်းတယ်။ဒါပြည်ပြည်သူလူထုရှယ်ငွေချေးပြီးတော့ဘလူးငွေဖြည့်ဆည်းမယ်။ဖြည့်ဆည်းတဲ့နေရာမှာအခုဆိုရင်အစိုးရငွေတဲ့စာချုပ်တို့ treasury bonds တို့ treasury bills တို့ကိုကျွန်တော် option လုတ်ပြီးတော့ရောင်းပြီးတော့ဆရာအေးဘေးဘောင်းတွေဝယ်တဲ့လူပေါ့ငွေတိုက်စာချုပ်တွေငွေတိုက်လက်မှတ်တွေဝယ်တဲ့လူတွေကတကယ်ကိုစိတ်ဝင်စားလားဆရာ။ အခုဝယ်တာကတော့ဘန်ရဝယ်တယ်ဟုတ်ကဲ့เนาะဒီဟာတွေကိုကြည်ကြည်ပြတ်ပြတ်ကျွန်တော်လို့ရအောင်ကျွန်တော်တို့မှာနီလန်းနေရှိပါတယ်ဒါပေမဲ့အခုကြတော့အစလေးပဲဖြစ်တဲ့ခါကြတော့အဲ့ဒီစနစ်ကတွန့်တွန့်ကျန်ကျန်မဖြစ်သေးဘူးဟုတ်ကဲ့ပါဆရာအဲ့တော့ inflation ကိုထိနေနေမှာဒီကောင်အတိတ်ကိုအရေးကြီးပါဒါကိုကျွန်တော်တို့တွန့်တွန့်ကျန်ကျန်ဖြစ်အောင်ကျွန်တော်ကကြိုးစားရပါမယ်ဟုတ်ကဲ့ဆရာကျေးဇူးတင်ပါတယ်ကျမတို့ပြည်သူ့အသံလေးနားထောင်ကြည့်ရအောင်ပါဆရာ အဝုံဝုံကွယ်ဝဲမမြတ်တာတော့လေမမြတ်တာတော့အဲ့ဒီပတ်စပ်မချီဘူးတာတွေချီလာကြပြီငားလာကြပြီမယူဘူးတာတွေယူလာကြပြီအဲ့လိုဖြစ်လာတီးနေရောင်းဝယ်ရချင်းတဲ့ကိုကြီးမြင်တဲ့အတိုင်းပဲဟုတ်တော့ပါပဲရောင်းဝယ်အရန်ပါတယ်ကိုကြီးအိမ်နဲ့စားတော့ဖြည်းဖြည်းလေးရောင်းဝယ်ရောင်းပါတယ်အတီးနံစီရတက်တယ်လေတက်တော့ရောင်းဝယ်ရပါလိုက်တော့ပေါ့စင်းရဲသားလူတန်းစီရကို့မှာတားစားနေတယ်ဆိုရင်နှစ်ဆက်စားမနေတစ်ဆက်သားပဲစားနေတယ်ခါစီတို့မစားနိုင်ဘူးအစီလေးတွေပါလေးတွေပေါ့အတိုးစားလေးတွေဝယ်စားတယ်ဈေးပေါ်တဲ့ဥစား ခုဒီအသားကောင်းတစ်ထောင်ဆိုရင်မစားနိုင်တော့ဒီအစီ300စီတော့စားအချို့ဆိုရောနှောပြီးတော့အာလူလေးရောဘာလေးရောရောပေါ့အဲ့လိုရောနှောပြီးစားတာပေါ့ဒီကုံသိန်းလုံးကြလေပိုကောင်းလေကုံသိန်းလုံးနည်းနည်းကြစီချင်အခု1လီနိုးစီ90ရတစ်ထောင်တရာဖြစ်သွားပြီအရင်ကအင်းနဲ့ဈေးဘိုးတနေ့900တော့အခု2000တော့ နှစ်ထောင်သွားတာပေါ့ဝန်ထမ်းတွေအတွက်ကတော့တိတ်ပြီးတော့ဟိုတင်ဒါတွေကတော့ခက်ခဲကြက်တဲရှိမှာပေါ့နော်အန်ဒီတို့ကတော့ဟိုတင်ကိုယ်အလုပ်ကိုလုပ်ကြတဲ့သူတွေဆိုတော့လဲဘယ်လိုလုပ်လဲတက်လာလဲတက်လာတဲ့ဈေးပေါ့ဆမ်ဝဲရက်တွေလည်းဖြစ်တယ်သူပြောကြတာပေါ့လူရမှန်တော့မဟုတ်ဘူးဝန်နိုင်တော့တာဟုတ်ကဲ့ဟုတ်ပြီတော့လေစီးပွားရေးအကုန်လုံးကပြန်ပြီးချိန်ပြီးတော့တုံးနေကြတယ်ဟုတ်ကဲ့ရောင်းမယ်လေရှင်တော့မကောင်းရှင်တော့သူရင်းရောင်းပါလေရှင်ရင်းတော့ဆိုရင်မွေး9000ဆို8000ဆိုရတယ် အခုဆိုတောင်းခွောက်မှရတယ်။ဒါဆိုရင်အသားနှမျိုးအရေတစ်ခွက်ပြီးရတိုးစီ။အဒါပဲဟုတ်ကြပဲရတယ်လေ။ဒီသားစု9ယောက်6ယောက်ကိုကြာဝဲရတယ်။အရင်တော့ဆိုလို့ရှိရင်ဝယ်လို့ရှိရင်2000နဲ့ဝယ်လို့ရှိရင်ဘယ်လောက်များများရရလဲ။ဟိုဟာဟိုပစ္စည်းဟိုဟာတွေပေါ့နော်။ပုံစံလေးအသားတွေဟာဘယ်လောက်များများရလဲ။ညရရပါတယ်တော်တော်များများ။အခု2000ဝယ်3000ဘယ်လောက်ရလဲ။နဲနဲနဲဝါတာပေါ့။